ျွန်တော်တို့ရိုးရပေါ့ရိုးရကျွန်တော်တို့အခွားချက်ပြီးထောင်းပြီးတဲ့သမင်းထောင်းပေါ့နော်အဲ့ဒါလေးကိုစပြီးလှုပ်ကြည့်တာစပြီးလှုပ်ပြီးတော့စာရောင်းကြည့်လိုက်တယ်စာရောင်းကြည့်တော့ဟိုပေါ့လက်ခံလာကြတယ်ပေါ့ဒါတံပါးကြီးလက်ခံလာကြတော့အခုစိုက်သေးတာဆက်ရောင်းနေတာပေါ့လာပီလာကွဲဆိုရင်ကွဲတရာလောက်ထောင်းရတယ် ွဲတရာပေါ့နော်ဇွဲတရာတော့ထွန်းရတယ်ကြံတဲ့ရက်တွေဆိုပုံမှန်ဟို69ကျွန်တော်ဝင်ကျင်ပဲဗျအဓိကတော့အစားအများဆုံးကတော့သမင်းထောင်းပဲလာစားကြတယ်တော့ပြည်သွားပြီလုံးဝအပြည့်တော့မဟုတ်ဘူးပေါ့နော်အဲဘသူမင်းမီးတော့ဒီထက်ကြီးတဲ့ဆိုင်တွေတော့ချဲချင်တာပေါ့ဒီဒီအခုလိုမျိုးကျွန်တော်ဒီလော့လေးလုံနေရတော့ကျွန်တော်ကတော့ပြောတယ် င်္ဂလာပါမ။အားလုံးပေါ့တော့ဒါကိုစံပြီးချက်ပေးပါအောင်။အဲကျွန်တော်ဆန်ကတော့လောပန်းထမင်းထောင်းပေါ့နော်။အဲရိုးရထမင်းထောင်းလို့လည်းခေါ်တယ်။ပိုထမင်းထောင်းလို့လည်းခေါ်ကြတယ်။ပြီးတော့ဒီဘက်ဒေသခံတွေကတော့ပဲပုတ်ထမင်းထောင်းလို့လည်းခေါ်ကြတယ်ဗျ။ဟုတ်စိုက်တဲ့ကိုခဏလေးလိုက်ခဲ့ပါဦးဗျ။ကျွန်တော်မန်ယူလေးလေးနဲ့မိတ်ဆက်ပေးချင်လို့ပါ။ ကျွန်တော်နာမည်ကတော့မျိုးစင်ဦးလို့ခေါ်ပါတယ်ဟုတ်ကဲ့အဲဖွင့်ဖြစ်တာကတော့ဒါကတော့ကျွန်တော်နာမည်နဲ့ဖွင့်ထားတာပေါ့ဒါအဲ့နာမည်ကျွန်တော်နာမည်ကအဲ့နာမည်ကလော်ပန်းလို့ခေါ်တယ်အဲစာဖွင့်တာကတော့2019လောက်စာဖွင့်တယ်စာဖွင့်တော့အဲ့စာတော့ထမင်းထောင်းမပါသေးဘူးကျွန်တော်စာဖွင့်တာဒိန်းထမင်းသုတ်တွေအဲဒီမူအကျော်တွေအာလူချောင်းကျော်တွေအဲ့အရာတွေပဲပါသေးတယ်စိုင်ဖွင့်ပြီးတလပေါ့နော်စိုင်ဖွင့်ပြီးတလအခါကျတော့ကျွန်တော်တို့ရိုးရပေါ့ရိုးရကျွန်တော်တို့အဖွားချက်ပြီးထောင်းပြီးတဲ့ မင်းထောင်းပေါ့နော်အဲ့လေးကိုစပြီးလှုပ်ကြည့်တာစပြီးလှုပ်ပြီးတော့စာရောင်းကြည့်လိုက်တယ်စာရောင်းကြည့်တော့ဘယ်လိုပေါ့လက်ခံလာကြတယ်ပေါ့ကတ်စတမာတွေလက်ခံလာကြတော့အခုချိန်တည်းအဆက်ရောင်းနေတာပေါ့ဟုတ်ဆိုင်တက်တန်းလေးပြောပြပါဆိုင်တက်တန်းက9နှစ်ရှိသွားပြီဗျဟုတ်မင်းထောင်းအောင်စထောင်းမယ်ဆိုရင်ဒါတော့ကျော်တို့ဒီသားထွက်ပေါ့ဂျင်းသေးလို့ခေါ်တယ်ဒီဖက်ဂျင်းသေးနဲ့ဂျင်းသေးလေးနည်းနည်းထည့်မယ်ကျွန်တော်ထောင်းရပါ။ဆက်ပြီးတော့ဒါကျွန်တော်တို့ တောင်ရဆန်လို့လည်းခေါ်တယ်၊ချမ်းဆန်လို့လည်းခေါ်တယ်၊ရှင်လို့လည်းခေါ်ကြတယ်ဗျာဒီထက်။ဒါခြံထွက်တွေပေါ့။နောက်ပြီးတော့ကျွန်တော်တို့ဒါတော့ဒီလိုဒီကြိုထားတဲ့ဟာပေါ့နော်။ဒီတော့ဒီကမင်းရတော့ပေပုတ်ပေပုတ်ဒီနေ့ထည့်တယ် ုက်တယ်လို့စားလီမိမိထင်တယ်ဒါပေမဲ့ဒါကဖြစ်စီချယ်လီနဲ့ထင်တယ်ဗျကျွန်တော်ကျွန်တော်စိတ်ထဲရှိတဲ့အတိုင်းပဲသွားတော့လေ ဲ့လိုပြောတယ်လောက်ရတာဒီအလောက်ကိုလေစင်နှောင်းအောင်ပြီးကနေက F1B လိုင်းကိုဝင်ခဲတော့လေဒီစားသောဆိုင်လိုင်းကကျွန်တော်ကြိုက်လို့တက်တက်မဲ့ကိုဆိုင်ဖွင့်လိုက်တာအဲကြောင့်မို့ပြောတယ်အဲအဓိကတော့ကြက်ကြော်အဓိကတော့ကြက်ကြော်ဒါကကြိုက်ကြတယ်အဲ့ဒါအဲထမင်းထောင်းလေးနဲ့ကြက်ကြော်လေးနဲ့အဲတော်တော်ကြိုက်ကြတယ်အမှန်အခုအရင်တော့ကကျွန်တော်တို့ဖွင့်ခဲ့တဲ့အချိန်တော့ဆိုရင် ထမင်းထောင်းတဲ့ကြက်ပောင်လဲဆိုတာကြက်ပောင်ကလာမကြော်ပေးတဲ့ကြော်ကြက်ပောင်ကိုလေပူပူနွေးနွေးလေးစားတာပူရတာရှိတယ်။အဲ့ရလေး free pack တော့အမြင်တာပဲလာတဲ့ဧည့်သည်တိုင်းအဲ့ရတော့ free pack ပြန်ရတယ်။အဲခုသူချိန်ဧည့်သည်များလာတော့ကြက်ပောင်ကတော့ကြော်ကြော်ထားတာပေါ့။ဟိုနွေးတော့နွေးတယ်ဗျာအဲ့လိုပေါ့ပူပူလေးစားတာကတော့ပူကောင်းတယ်။အဲ့ရပူပြီးတော့ထမင်းထောင်းနဲ့ပူလိုက်တယ်။စုံထဲမှာကကြကျွန်တော်တို့ထမင်းခါကျတော့စီးညောင်ထောင်းပေးရတယ်ဗျ။အဖွာကြီးခါကျတော့ထမင်းတုပ်လိုမျိုးဖြစ်သွားမှာဆိုလို့လေ။ မင်းခေါင်းဆိုစီးဒီမှာအရသာရှိတာလေစီးတဲ့နေထားလေးရပါပါကျွန်တော်လက်ရပဲထင်မှာပဲကျွန်တော်ကတော့ကျွန်တော်ကဧည့်သည်တို့ argue site တယ်အဲဘယ်လိုပြောမှာတခုခုဧည့်သည်မာလို့10မိနစ်ကြာမယ်15မိနစ်ကြာမယ်အစားကျွန်တော်တို့က feedback ပြန်ပေးတယ်ဘယ်လိုပေါ့စောင်းရအောင်လောက်တာတော့မဟုတ်ဘူးတခြားလေးလောက်ပေးတယ်အဲ့ချိန်အတွင်းတော့အရအောင်လောက်ပေးတယ်ကျွန်တော်လိုရတော့အဲ့လိုမျိုးလောက်ပေးတယ်အဲ့လိုတွေလေးတဲ့အဲ့တည်းကကြိတ်လို့နေမယ်အဲတနေ့တနေ့ဆိုရင်ဘယ်လိုထောင်းရလဲဆိုတော့လက်ပြလက်ွယ်ဆိုရင်ပွဲတရာလောက်ထောင်းရတယ်ဗျပွဲတရာပေါ့နော်ပွဲတရာလောက်ထောင်းရတယ်ကြံတဲ့ရက်တွေဆိုပုံမှန်ဟို60 90အဲဝင်းကျင်ပဲဗျအတ ିକ ာကတော့အစားအများဆုံးကတော့သမင်းထောင်းပဲလာစားကြတယ်ဗျဟုတ်နောက်ပြီးတော့မြေဦးသမင်းတုပ်အဲ့တမျိုးလည်းရှိသေးတယ်အဲ့ဒါလည်းလာစားကြတယ် ေဦးထမင်းတုတ်ထမင်းတပွဲတာလာယူနေချက်မြေဦးထမင်းတုတ်ကတော့ပုံမှန်အဖြစ်တော့ဆန်းဆန်နဲ့ပဲတုတ်ပါတယ်ချက်ပြီးရင်စားလေးနည်းနည်းထည့်တယ်ချက်ဆမ်းမဲအချုံမုံနဲ့တချို့ကတော့အချုံမုံမကျရင်အချုံမုံမထည့်ဘူးချက်ဒါကမြေဦးထမင်းတုတ်အတွက်ချက်ဒီကဲတဆုံးထည့်တယ်ချက်နန်းကတဆုံးထည့်တယ်ချက် ပေါ်ဆမ်းမွေးနဲ့လည်းတုတ်လို့ရှမ်းဆန်နဲ့လည်းတုတ်လို့ရှိတယ်။အဓိကတော့ရှမ်းဆန်နဲ့ပူတုတ်လို့ရှင်ပူရတာရှိလို့ရှင်ဒီလိုထင်းတုတ်ပါရှိတယ်။တဝဲရတော့ပြည်သွားပြီအလုံးကအပြည့်ရတော့မဟုတ်ဘူးပေါ့နော်အဲ ဘသူမေးမေးတော့ဒီထက်ကြီးတဲ့ဆိုင်တော့ချဲချင်တာပေါ့ဒီဒီအခုလိုမျိုးကျွန်တော်ဒီလော့လေးလုံနေရတော့ကျွန်တော်ကတော့ပြောတယ်ဆက်ပြီးတော့လည်းလုံမှာပဲဒီထက်ကြီးဝအောင်လို့ပေါ့နော်အဲကိုကျွန်တော်တို့ကဖြည်းဖြည်းလေးပဲဖြတ်တန်းနေတယ်အဲ့လိုမျိုးလေးပေါ့ဟုတ်อืมအဲပြောချင်တာကတော့ဘယ်အလုပ်ပဲဖြစ်ဖြစ်ပါအဲ့လိုမျိုးကောင်းအောင်လုပ်ပေါ့ဘယ်လိုပြောမှာဝင်ထမ်းဆိုလဲဝင်ထမ်းကသူပေးထားတဲ့တာဝန်ကိုပြပြအောင်လုပ် ကိုပိုင်အလုပ်ဆိုလေကိုပိုင်အလုပ်ကိုရဲ့ဒီဇိုင်းမမတ်ပေါ်ကိုပဲဘန်းတောင်သွားချင်တာတော့ဘယ်လိုလုပ်ချင်တာလို့ဆိုတော့ဒီဇိုင်းမမတ်လုပ်ရတော့အကုန်အဆင်ပြေတယ်သူဝင်ထမ်းမှမဟုတ်ဘူးကိုပိုင်စီးပွားရေးမှမဟုတ်ဘူးအပူကတော့အကုန်လုံးရှိမှာပဲအဲအဲကြောင့်မို့အဲကိုလုပ်တဲ့လုပ်ကိုစိတ်ဝင်စားတဲ့လုပ်ကိုတေချာရွေးချယ်ပြီးတေချာလုပ်တာတော့အကောင်းဆုံးပဲတော့ကျွန်တော်တော့မြင်တယ်ပေါ့အဲ့လိုလေးမြင်တယ် င်ရဲ့လိပ်စာကကျွန်တော်တို့လေယူရက်ွယ်အထကာရှိအထက်တန်းကျောင်းအပေါဝဘေးတင်ဗျ။နောက်ပြီးတော့စိန်ခွင်းချိန်ကတော့မနေ့စေနာရနေ့ညနေခင်း6နာရီထိဖွင့်ပါတယ်ဗျ။အောင်ပန်းမြို့မှာတော့ဟုတ်။အဲကျွန်တော်ကတော့ဟိုဘယ်လိုပြောမလဲ။အားပြီးတဲ့ဧည့်သည်တွေကိုအဓိကတော့ဂျေစုတင်တယ်။အဲကျွန်တော်ရဲ့ဒီသမင်းထောင်းလေးကိုလက်ခံပေးကြလို့ပေါ့။အဲ့အဲ့ရပဲပြောချင်တယ်တော်ဧည့်သည်တွေအဓိကဂျေစုတင်တယ်ဧည့်သည်တွေစိတ်မပြည့်စီရဘူးပေါ့ ဒီခြာလေးလှုပ်ပေးမယ်ကျွန်တော်တတ်နိုင်သလောက်ပေါ့အကောင်းဆုံးဖြစ်အောင်တော့လှုပ်ပေးမယ်ကျွန်တော်ဆိုင်နေပတ်တဲ့တော့အဲ့လိုအကောင်းဆုံးလှုပ်ပေးမယ်အဓိကကတော့ဖြီးစုတရာတော့ဧည့်သည်တွေပဲကျွန်တော်လာအားပေးတဲ့အခုချိန်အထိလာအားပေးတဲ့ဖောက်သည်တွေဧည့်သည်အစ်တရားစာအုပ်အကုန်လုံးကြီးစုတင်တယ်